ရှမ်းမြောက်ပိုင်းနောင်ချုံမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအင်ဝိုင်းဘက်ကနေလည်းနောက်ထပ်စစ်ကြောင်းတစ်ကြောင်းထပ်ထိုးဖို့စစ်ကောင်စီဘက်ကပြင်ဆင်နေတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်ထပ်အောင်သတင်းပေးပို့ထားတာပါရှင်စစ်ကောင်စီဘက်ကနောင်ချုံကိုပြင်ရဖို့ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲကဆက်ပြီးပြင်းထန်နေပါတယ်ကန်ကြီးဘက်ကနေထိုးနေတဲ့စစ်ကြောင်းကြောင့်အိနာတော်ဝိုက်ကရွာတွေမှာဇွန်လ22ရက်နေ့ထိလည်းတိုက်ပွဲဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တို့ကပြောပါရယ်ဒါပြင်အုံဒီဘက်ကစစ်ကြောင်းနဲ့လည်းအိနာတော်ဝိုက်မှာတိုက်ပွဲကဆက်ရှိနေလို့ဆိုပါရယ် မြေပြင်သတင်းရင်းမြစ်တူပြောပြတာကိုဒီဝီကနောက်ခံတန်းထက်ပတ်ထားပါတယ်။ကန်ကြီးနဲ့အိုမဒီပေါ်အဲ့နာတဝက်ကရွာတွေမှာတိုက်ပွဲတွေဆက်ရှိနေတယ်။ဒီနေ့ထိလည်းတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတော့ပဲ။နောင်ချိုကြီးတိတ်မြင်လည်းပတ်မှာတော့တိုက်ပွဲဖြစ်တယ်မကြရသေးဘူးလို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။နောင်ချိုကိုပြင်ရဖို့စူးစမ်းနေတဲ့စစ်ကောင်စီကတော့အင်ဝိုင်းဘက်ကနေလည်းစစ်ကြောင်းတစ်ကြောင်းထတ်ထိုးဖို့ပြင်ဆင်နေတယ်လို့စေးလေးလာတုံးသက်တူတူဖြစ်တဲ့စီရန်ဘိုကြီးကိုစင်ရောကပြောပါတယ်။ကြည့်ပြမှာပါပြန်ပြီးထိပြမှုပြန်ဖြစ်နေတဲ့အနေအထားမျိုးတော့တွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ရ ကျွန်တော်တို့ဒီအင်ဝိုင်းဘက်ကနေပြီးတော့လဲအဲကျွန်တော်တို့စစ်ကြောင်းထိုးမဲ့စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးမဲ့အနေအထားမျိုးရှိရလို့တော့ကြားနေရတယ်ဗျာ။နောင်ချုံမြို့နယ်အတွင်းကတိုက်ပွဲတွေကြောင်းဒေသခံထောင်နဲ့ချီပြီးလဲစပီတင်းရှောင်နေကြရပါတယ်။နောင်ချုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လထဲမှာ TNL ဘက်ကတင်ပိုက်ထားတာပါ။ဒီကြောင်ဝင်တဲ့ကုမင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီဘက်ကနယ်မြေတွေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကတော့လက်မခံခဲ့ပါဘူး။ အိနောင်းနောင်ချိုကိုစစ်ကောင်စီကထိုးစစ်ဆဆင်နေတာဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်ပွဲကဆက်ပြီးပြင်းထန်နေတာဖြစ်ပါတယ်ကျွန်တော်ထပ်အောင်ပါ